လူဘိန်းကြိုက်တယ်လားမပြောနဲ့လူဘိန်းကြိုက်တယ်မလုပ်နဲ့နင်တို့လုပ်နေတာလူဘိန်းကြိုက်တယ်နော်အဲ့ဒါသူ့ဘာသူကြည့်ပြီးသားအဲ့ဒါမှပြီးမှငါ့ကိုဆွဲပါပြီဆိုတော့ငါ့ကိုလည်းဆွဲလဲဆွဲရောနင်ငါ့ကိုဘယ်သူဆွဲရလဲဆိုရင်နင်ဆွဲနင်တို့တတ်ခါရမှာဘမောကြိုက်မှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညစ်ညစ်ကြီးနာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညစ်ကြီးနာဝိုင်းပတ်ပိတ်ဆို့ခြင်းကိုခံရပြီမြောက်ပိုင်းတစ်ခုလုံးကြောက် ဟိုင်းချရမီဝပြည်သူညီကိုမော်ရမများအားလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်မေလနေ့နေ့ရက်ကျွန်တော်တို့တောက်ချနေမယ့်ပိုင်းမှာတော့စုံကြတည်ရတဲ့တော်လန်တရင်းကိုများစွာရှိတော်မူလို့ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့မြို့ဝပြည်သူအားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့အနေနဲ့ကတော့ဖကကာမိုင်းလန်ကျောပေါ်မှာရှိတဲ့စစ်ကောင်စီတပ်တွေအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာပြီးတော့မှကချင်လိုလေးတမတော်ကဲတက်တီရှိရနိုင်ရချေရနီခင်းတောင်ရနီတိရောက်ရှိလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် ။နာရထီတော့မရောက်သေးဘူးဒါပေမဲ့တမိုင်းလောက်ပဲကွာတော့တယ်။ဖားကန်ကိုဥတီပြီးတော့မှစစ်ချောင်းနဲ့ကြောင်းခွဲပြီးထိုးလာတာဆိုပြီးတော့မှဖားကန်ဒရင်းမီကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ဖားကန်ဘက်ကိုစစ်ကောင်စီအင်အား900နဲ့အင်ဂျီဒေတာဘက်ကိုအင်အား903ပြီးတော့မှစစ်ချောင်းနဲ့ကြောင်းနဲ့အင်အားလုံးရင်း3ပြီးတော့မှစစ်ကောင်စီတရရဆိုရင်စစ်ချောင်းထိုးလာတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အခုဆိုရဲဘော်မျိုးကိုကဲကနေပြီးတော့မှရရှိဖို့နီးစပ်နေတဲ့အချိန်မှာစစ်ကောင်စီအနေနဲ့ကတော့စေပရီရဲ့တုံးတဲ့အနေနဲ့အခုဆိုရင်ဖားကန်ဘက်ကိုပေါ့နော်စင်အားလုံးရင်းနဲ့ လာပြီးတော့မှစကြောင်းထိုးနေတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောသူတို့အနေနဲ့ကတော့မကြခင်မှာပုံမျိုးလည်းလို့ဆုံရှာဖို့ရှိနေတာပြမဒီကြားထဲမှာစကြောင်းထိုးလာတဲ့စခွေးတိုက်အနေနဲ့ကတော့မကြခင်မှာကျွန်တော်နဲ့ဒီမျိုးစာဖြစ်ပေါ့နော်အပွားကြီးကြားရမဲ့တရင်တွေလည်းများစွာရှိလာမှာပဲဖြစ်ပါတယ်နောက်ထပ်တရင်တဘိုးအနေနဲ့ကတော့ရန်ကုန်မြို့မှာလုံငန်းရှင်ဌာနနေပြီးတော့မှအတင်းအထက်မှာတင်ဆက်ထားတဲ့ဆိုပြမယူဆရတဲ့ဘီလက်မြေ800ကျော်အဆင်စစ်ကောင်စီတက်ကနေပြီးတော့မှလိုက်လံရောင်းချနေတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ် ပြီးခဲ့တဲ့တပတ်ကရန်ကုန်မှာဘီလက်မြေဈေးကို18000ထပ်တင်လို့ရောင်းလို့ဆိုပြီးတော့မှဆိုင်တွေကိုဖမ်းတယ်အဖမ်းခံရတဲ့ဆိုင်တွေကနေပြီးတော့မှတင်လာတဲ့ဘီလက်မြေတွေကိုတင်တယ်ဒီအထက်တထက်ကနေထွက်လာတဲ့ဘီလက်မြေလို့ပြောတယ်တွဲကတစည်းအစာဆိုတော့850ရောင်းမယ်ဆိုပြီးတော့မှလိုက်ဆက်နေတယ်ဒီကောင်တွေနဲ့မပတ်သက်ချင်းလို့မဝယ်ဘူးဆိုပြီးတော့မှစောက်ရည်လုပ်ငန်းရှင်တချို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်အခုချိန်မှာဖမ်းဆီးတွေကြောင့်ရန်ကုန်မှာဘီလက်မြေရောင်းရက်နေပင်မဲ့ပေါက်စရာတော့3000ခွဲအထက်ရှိတယ်ဆိုပြီးတော့မှတည်ရတာဖြစ်ပါတယ်ဘီလက်မြေဈေးကဖမ်းလဲထက်တဲ့ဥမှာဆိုတော့ တချို့လဲဝယ်ချင်ကြတယ်ဒါပေမဲ့ကိုကငွေချေပြီးမှနောက်တစ်ခွက်ကထပ်ဖန်းတာမျိုးလုပ်နိုင်လို့မွေရဲကြဘူးဆိုပြီးတော့မှဆက်လက်ပြောဆိုထားတာပေါ့နော်ဒီဖစ်စတာအိုစီရဲ့မယဲချတော့တော်လေးကိုကောင်းကုန်တယ်လို့ပြောမှာပေါ့နော်ပြီးဆိုရေးဆေးရနေပြီးတော့မှဘီလက်မြေတွေကိုဈေးတင်လို့ဆိုပြီးတော့ဖန်တယ်အဲ့ဒီကနေတဆင့်သူတို့ရဲ့ဒီတရက်ကနေထွက်ရှိလာတဲ့ဘီလက်မြေလိုလိုပါလိုလိုနဲ့အခုဆိုရင်ပြန်ပြီးတော့မှရောင်းစားနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြံပါကတော့ ဘောမျိုးอ่ะဆိုရင် KAI နဲ့ PDF point ဖို့နဲ့လက်ထဲရောက်ရှိဖို့နှိစက်နေတဲ့အချိန်မှာဒီဘောမျိုးတာချပြီးသွားတာနဲ့ကျတို့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့နောက်ထပ်စေဦးပြမကဘလိုမျိုးဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဆရာလူမျက်ကျော်တရားလေးရှင်းပြထားတာဖြစ်ပါတယ်ဆရာလူမျက်ကျော်ဘလိုမျိုးတွေပြထားမလဲဆိုတာကျတို့ search လေးရအောင်နော်ပမောပမောအနီရောအစ်မပမောမျိုးသိမ့်တိုက်ပွဲကြီးပြီးလို့ပြီးခင်ဖြစ်နေပါပြီပမောမျိုးကိုတိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်းဆိုတဲ့ကြေညာချက်မှကြာခင်ကြားရမှာရှိပါတယ်စကခ23 ပြပြီးသွားဖြစ်သွားပါပြီ။ဒါပေမဲ့စာကား27တဲက27แท้မှာတက်ပြီးစစ်တပ်ရဲ့မိသားစုတွေပေါ့ဗျာနော်။မိသားစုတွေကိုလူသားတိုင်းလှုပ်ပေးတာကတော့လူသားတိုင်းလှုပ်နေတာကတော့အင်မတန်ရှင်းလာစရာကောင်းလာပါတယ်။စစ်တပ်ဟာလေစစ်တပ်ဟာလေတကယ်တွေးကြည့်ရင် စစ်တပ်လောက်မှအမှုတန်းနေတဲ့စစ်သားဆိုတဲ့အကောင်ကြီးဟာလေတကယ်တွေးကြည့်ရင်အင်မတန်ရှင်းလာစရာကောင်းလာပါတယ်။ ကိုမိသားစုကိုလူသားတိုင်းလို့ကိုကိုတိုင်းကအပိကံစစ်တိုက်ရစစ်ကူပို့မရအငငအပြက်ပြက်နဲ့အချင်းကြီးမျိုးတွေဟာစကကက27တခုတည်းနေမဟုတ်ပါဘူးအရှိနကက4အများကြီးပေါ့ဗျာနော်ထည့်ပြောမလို့အဲ့တော့ဗမောမျိုးသိမ့်တိုက်ပွဲပီလူပီခင်အောင်မြင်လူအောင်မြင်စေဗမောမျိုးကိုသိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်းလို့ကြီးညာမှုနဲ့တပြိုင်နဲ့ညီကြီးနာမြောက်ပိုင်းတိုင်းမှာတက်ထိုးမဲ့အစီအစဉ်မျိုးတွေ ညကြီးနာလီဒါ short တိုင်းလုံးနဲ့ပြစ်ခတ်မှုဒီကနေ့ခံရပါလိမ့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့အိမ်မပြောတဲ့ညများစွာကိုဖျက်တမ်းနေတာပေါ့ဗျာဒါနဲ့တစ်ဆက်ဆက်တည်းမှာ KIO ရဲ့အခြေအနေကိုကြည့်အောင် KIO 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 ဟာဘမောကိုတိုက်လာတာ၅လကျော်ကြာခဲ့ပြီလက်စားတက်ဖို့ဒီရပိုင်းမှာဖြစ်မယ် ရေလန်းကုန်းလန်းစုံအတိကကြတဲ့ဗမော်စစ်ကောင်စီကအင်းအဘုံတုံဒီခုခံနေရတယ်ဗမော်ကြိုင်တော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညညကြီးနာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ညကြီးနာဝိုင်းပတ်ပိတ်ဆို့ခြင်းကိုခံရပြီမြောက်ပိုင်းတစ်ခုလုံးကျသွားပြီအာကတ်တက်တော့အေးအေး KIA ကချင်တူပါတို့ရဲ့အချက်ဆက်နေတယ်တယုံအားပိုးပြီးလဲ စစ်တပ်ကပြန်တောင်းလို့ရမယ့်အခြေအနေရှိနေပါဒီမှာဆီယလူမြတ်ချက်ပြတာတိုင်းပဲပေါ့နော်ကျတို့ KAI နဲ့ PDF ပေါင်းတဖို့နေနေပြီးမှဘုံမျိုးကိုရရှိဖို့နေဆက်နေတဲ့အချိန်မှာစစ်ကောင်စီနေနဲ့ကတော့တရမီတာစုံတွေကိုအချင်းချပြတော့မှလူသားတိုင်းကဖြစ်လှုပ်ဆောင်နေတယ်လို့ကျတို့သိရတာဖြစ်ပါတယ်အရင်ရက်တုန်းကလည်းရဲမီတရာကျတော့ကျတို့တော်လိုက်ပေါင်းတဖို့ဝင်ထံမှာလက်နေချညံခံနေဆွဲတဲ့တရင်တွေလည်းထုတ်ပေါ်နေတာ ပြီးမှ မကြခင်မှာတော့ဗောနော်ကျွန်တော်တို့နေဘုံမျိုးနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေချရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။စခွေးတိုက်အနေနဲ့ကတော့ဘုံမျိုးချပြတာနဲ့သူတို့ရဲ့မျိုးပိုင်းတိုင်းစစ်ဌာနချို့တည်ရှိတဲ့မြကြီးနာမျိုးဆိုတော့တေချာပေါက်အလုံးခိုင်းရမှာဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်တို့အနေနဲ့ကတော့ဘုံမျိုးကိုရရှိပြတာနဲ့တော်လန်ဘုံတဖို့နေနေပြီးတော့မှဒီမပခောက်ကိုချိန်ရွေးနေတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ကတော့ ဒီလိုမျိုးကျွန်တော်တို့တော်လိုင်းတက်ဖို့နဲ့နေပြီးတော့အောင်ပွဲတွေရရှိနေတဲ့အချိန်မှာစစ်ကောင်စီကိုနောက်ကွမ်းနေပြီးတော့ကြောထောက်နောက်ခါလို့ပြီးတော့ကုညီပေးနေတဲ့တရုတ်ရဲ့ခြေရှုမှုပါဆိုရင်ဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတရားလွတ်တော်ရှိနေသူဖြစ်တဲ့ပေါ့နော်ဦးချင်းမြတ်တုံးသက်ပြောဆိုမှုလဲကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်အောင်စကားစားနော်ဘလူနီးနေမှာစစ်စစ်ဆွေးနွေးလို့ရမယ်လို့မဟုတ်ဘူးတရုတ်ကလည်းပဲသူ့ကိုဂျိုးစီဘွားအတွက်အတွက်သူရနိုင်တဲ့များစကားစားကိုအသုံးချပြီးတော့သုံးချပြီးတော့ သူတို့ရဲ့ဟလာစီးပွားရေးသူတို့လုတ်ချင်တာတွေကိုလုတ်ဖို့ပေါ့လေအဲသူကလည်းပဲစ조사တယ်ပေါ့အဲ့လိုစ조사တဲ့နေရာမှာလာတိကအခုချိန်ကျတော့ဟလာဟိုလာရှိုးမှာဆိုရုံလာထိုင်ပြီးတော့ဟိုကောင်ဟိုနေထိုင်ဒီကောင်ဒီနေထိုင်ဒါမလုံနေဆိုတဲ့အဆင့်ထိအဲ့ထိသူကလည်းဝင်ရောက်ဆော့ဖက်တာအဲ့လိုလာရှိုးကြီးပြန်ပြလိုက်ဒါမျိုးတွေပေါ့ဆိုတော့ဘင်္ဂလားဒေ့ရှ်ကလည်းပဲ ဘင်္ဂလားဒေ့ရှ်အတိုက်ခံပါတီဖြစ်တဲ့သူပြောတဲ့ဟိုအတိုက်ခံပါတီတခုဆိုတာအမတအစွန်းရောက်တာအေမတအစွန်းရောက်တဲ့ပါတီလူတတ်ဖို့ဝင်မလေးဘူးเนาะအကျောင်းဖတ်ဖို့ဝင်မလေးဘူးအဲ့လိုအဖွဲ့ကြီးမို့လို့ရှေခါတီနာလက်ထက်တောင်ပိတ်ပင်ထားတာအဲ့ဒီဖွဲ့ကြီးကိုပိတ်ပင်ထားတာเนาะပိတ်ပင်ထားတာအဲ့လာကိုသူကဒီစိတ်ခါစီနာကိုဆန့်ကျင်ဆန္ဒပြပွဲကြီးမှာသူတို့ကတခါတဲ့တခဲနဲ့ပါပြီးတော့ဟလာ ကိုယ်ဆန္ဒပြလိုက်တဲ့အခါမှာသူတို့ကပြန်ခင်ပေါ်လာပြီးတော့နော်သူတို့ကရောရောတော့ရှိပေါ့ဝင်လုံးဝင်တင်ပေါ်လာပြီးတော့ဂျာပြအစိုးရကမလွန်ဆန်နိုင်လို့ပေါ့နော်ဆန္ဒပြပွဲကြီးတွေမလွန်ဆန်နိုင်လို့သူတို့ကိုပြန်အသိမှတ်ပြုပေးလိုက်ရတဲ့ပါတီမျိုးပေါ့နော်အပြန်အသိမှတ်ပြုလိုက်ရတဲ့ပါတီမျိုးဒါကြောင့်လို့ဒီလိုအစွန်ရောက်ပါတီရဲ့ကဟာဘမဒီမှာတော့ဒီကောင်လေးဒုက္ခရောက်နေပြီဘမလေးဒီခါဆရာကြီးကတော့တည့်ဥပဲငါတို့ဆရာကြီးကိုသွားပြောလိုက်ရင်တော့ငါတို့လူချင်းနဲ့ ခိုင်ပြည်နယ်ထဲမှာငါတို့ရိုရင်းယာပြည်နယ်လေးတော့ပြည်ဟုတ်နိုင်ငံတကာလက်ခံမှာမဟုတ်ပါဘူးလေ။ဟာဆရာတို့လည်းမခံပါဘူးเนาะ။အဲအဲ့ဒါလေးကိုပြောချင်ပါတယ်เนาะ။ဒါတော့အကြည့်မြန်နေပြတော့မှဟုတ်ဆိုရင်ပါနော်။တယောက်ကနေပြတော့မှကျွန်တော်အင်းကြီးချင်းနိုင်ငံတွေကဒီလိုမျိုးပြည်သူတွေနဲ့ဆန့်ကျင်ပြတော့မှအတိုက်ခံလုပ်နေတဲ့အုပ်စုတွေပဲရွေးပြတော့မှထောက်ခံနေတယ်ဆိုတော့လည်းပြောဆိုသွားတာဖြစ်တယ်။ဆိုတော့တယောက်အနေနဲ့ကတော့ပြည်သူတွေပေါ်မှာရေးရဆက်ဆက်နဲ့တပ်ဖြတ်မှုတွေလှုပ်ဆောင်နေတဲ့စစ်ကောင်စီကိုခုချိန်ထိ ပေါ်တင်ထောက်ခံမှုတွေလှုပ်ဆောင်နေတာဖြစ်ပေါ်မှာနေပညာပိုင်းဆိုင်ရာနဲ့စစ်ပစ်ဆိုင်ရာငွေကြေးအားတွေလည်းထောက်ပံ့မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ကျိုးတို့တော်လိုက်တဲ့ပုံတွေတော့မှသူတို့အနေနဲ့အခုဆိုရင်လာရှုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းပေါ့နော်။ဖိအားပေးရစတန်ပေးမှုတွေလည်းလှုပ်ဆောင်ထားတာကိုလည်းတွေ့ရတာဖြစ်ပေါ်မှာဒါကိုကြည့်ချင်းအဖြစ် တရုတ်အနေနဲ့ကတော့ကျွန်တော်တို့ပြည်သူတွေရဲ့ဆန္ဒနဲ့လုံးဝတပည့်ထဲမှာမရှိဘဲနဲ့စစ်ကောင်စီနဲ့သူတို့ကြိုးစည်းပွားကာကွယ်ဖို့တာအရေးဆိုင်နေတယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ဘက်ကနေပြတော့မှာတရုတ်အနေနဲ့ကျွန်တော်တို့တော်လန်ရေးပြတော်သားတွေဘက်မှာစိတ်ရင်းရင်လိုက်ဖို့အတွက်ညမျိုးစုံကနေပြတော့မှာစူးစမ်းတင်နေဆိုတဲ့အကြောင်းလဲမချစ်ပေးမှုတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်ရခိုင်ပြည်နယ်မှာစစ်တုံးပန်းနေတဲ့အစစ်တွေရမယ်ဆိုပြီးမှလိန်စားနေတဲ့စစ်ကောင်စီရဲ့တရင်မှုကတော့အကြောင်းတင်ဆက်ထားတဲ့တဲ့တွင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ဘူးတီတောင်ကတက်မိသားစုဝင်မိခိုသူရဲမိတဦးရေးသားပြပလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမကဘူးတီတောင်တက်နေကရဲမိတဦးပါ။ရခိုင်မှာအဖမ်းခံရတဲ့စစ်တုံမန်းတွေကိုဆက်သွယ်လို့ရတယ်ဆိုပြီးပစံလေးလိုက်လိန်တောင်းနေတဲ့ခမရ234ဒုတရင်မှုရဲ့ဇနီးဟာမုံမောင်အောင်အကြောင်းပြောချင်လို့ပါဘူတိတော်တက်နေကတက်မိသားစုဝင်တွေအားလုံးဒုက္ခရောက်နေချိန်မှာ ဘူတိတော်စကခဆန်ငါကဒုတမမှုအိမ်ကထမင်းချက်သမီးဆန္နာလင်းဆိုပြီးဒေါ်မမောအောင်ဦးစီးပြီးလိန်နေတဲ့ဂိုင်းအကြောင်းပြောချင်လို့ပါရခိုင်မှာဖန်းခံထားရတဲ့သူတွေအများစုကိုဘူတိတော်ထောက်မှာထည့်ထားပါတယ်တုံမန်းနေနဲ့စာအဆက်အသွယ်လုပ်ပေးတယ်ဆိုပြီးအများစုကို လိုက်လိန်တောင်းနေတာကမမောအောင်ပါကျမမှာတက်သေးတွေရှိပါတယ်ဒုက္ခရောက်နေတဲ့မိသားစုတွေကိုမလောက်ကောင်းတဲ့အလို့ထက်ဆင့်လိန်စားတာလုပ်နေတဲ့မိန်းမပါသူဟာမြောက်ရီဘက်မှာအရင်ကလှုပ်ခဲ့တဲ့သူပါ မြောက်ရီဘာမှလည်းလိန်လယ်မှုတွေနဲ့ထွက်လာခဲ့ရတဲ့သူပါသတင်းတိစားဖို့တက်သေးတွေတိတိကျကျရှိပါတယ်ရိုးနဲ့ရိုးနဲ့နော်အများသိအောင် sharing လုပ်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင် ကျမတို့အစီအစဉ်ဟာတက်မတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တက်မတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ် ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါလိမ့်ရှင်။ဒါတော့ကျတို့အလုံးကြတဲ့အတိုင်းပဲဘူတီတောင်းရပါနော်စစ်ကောင်စီရဲ့ဒုတိယမူမိမကနေပြတော့မှသူတို့တမိတာဆုံတွေကိုပြန်ပြတော့မှလင်းစားနေတာပဲဖြစ်ပါတယ်အခုလိုမျိုးအချင်းပြပြတော့မှတမိတာဆုံတွေအချင်းချင်းပြန်ပြတော့မှဖိနေနေတဲ့စစ်ကောင်စီတရင်မူတမိတာဆုံတွေဆိုတော့တော်တော်လေးကိုများပြနေတာပြတော့မှနေရာတော်တော်များများပါဆိုရင်သူတို့အနေနဲ့ထင်ထင်ကြဲဒီလိုမျိုးလို့ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တွေ့တာပဲဖြစ်ပါတယ်အရင်တော့ငရေက သူတို့အနေနဲ့ဒီစူကြီးကောက်တဲ့စနစ်တွေပြီးတော့မှအခုဆိုရင်လဲစစ်တုံးပိုင်းတွေတဲ့ပေါ့နော်စစ်တဲမှုပေးနိုင်တယ်ဆိုတဲ့သဘောမျိုးတွေနဲ့လိန်စားနေတာကိုကြည့်လိုက်မယ်ဆိုတော့ဒါဟာတတွင်းတရင်ပေါင်းချတာထိရောက်တယ်ဆိုတော့ပြသနေတာပဲဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရဆိုတွေကနေပြီးတော့မှလဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့သူတို့တမိတဆုံအနေနဲ့သူကျွန်တော်တော်လိုင်းပြတော်သားတွေထံမှာအများဆုံးခွန်ကြောက်ဖို့ပြောဆိုနေတာဖြစ်ပြီးတော့မှဒါကိုလေးနှစ်ထားစစ်စားကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဒီဇော်ပင်းရနေပြတော့မှအခုဆိုရင်ဘုံမချင်းချင်းကနေပြတော့မှပဲသူ့ကို ငိုင်းငါနဲ့ထောင်ချအေးယူမယ်ဆိုပြီးတော့မှပေါ့နော်ချင်းချောက်လိုက်လို့တော်တော်လေးပေါက်ခွဲနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေအားချောင်းထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်900 900နဲ့ဆွဲမိလေ900ပါလေကျွန်တော်မဆွဲနဲ့အဘကကြောက်ကြီးကိုဆဲနေတာရိုးရရမှလည်းအများကြီးရှိတယ်မင်းတို့တော်တော်ဆွမ်းနေတယ်ဆိုရင်ရိုးရရမှနော်ငါငါငါဆဲပြရင်ငါအဲ့ဒါငါဆဲတယ်ဆိုပြီးတော့ငါ့ကိုဖျက်ညက်ကလုံးမယ်ငါ့ကိုဖျက်ညက်ကပုံနေဖျက်ညက်ကတွေငါပြောတဲ့အကြောင်းအရာတွေကို like ကို တညာလုံးမကြည့်ပဲနဲ့တနာရီဆိုတနာရီလုံးမကြည့်ပဲနဲ့သူများပြည့်ပြည့်ကတ်လို့ထားရရင်လည်းငါ့ကိုသွားပြီးတော့တိုင်မယ်ဆိုတော့ငါရည်ကျင်လို့ရည်ကျင်လို့နော်အဲ့တော့ကျတော့လူဆိုတာအချိုးအချောင်းစီလို့အောင်သူကပြောသွားတာဒီဖမ်းမဲ့တင်းဆိုတော့အဲ့လိုစောင့်ကြည့်နေတာသူကအတီကောင်ဒါသမင်သက်သက်ရွေချက်ရှိရှိနဲ့တိုက်ခိုက်တာဒါတီကောင်ဖမ်းရမယ်စီရမယ်ကောက်ရမယ်အဲ့တော့ပြင်းဦးလင်းပါစာဒဘဝိပဒုဇော်ဝင်းကိုဖုန်းဆက်လိုက်ခေါ်လိုက်ဒါမျိုးလာသူကနော်နော်လူဘိန်းကြိုက်လာမပြောနဲ့လူဘိန်းကြိုက်လေမလုံးနဲ့နင်တို့လုံးနေတာလူဘိန်းကြိုက်လေနော် အဲ့ဒါသူ့ဘာသူကြည့်ပြီလားအဲ့ဒါမှပြီးမှငါ့ကိုဆွဲပါပြီဆိုတော့ငါ့ကိုလည်းဆွဲလဲဆွဲရနေငါ့ကိုဘယ်သူဆွဲရလဲဆိုတော့ငါနေဆွဲနေတော့တတ်ခါရမှာနေတော့ငါ့ကိုချစ်တဲ့လူတွေဝိုင်းပန်ပါနေတော့လိုက်ပါနော်ဩဘောမှာချင်းတို့ပြန်ဆွဲနေတာဒီလို့တွေမလို့ဘူးရှင်းလားစောပေါ်နေတာပြင်ဦးလေရမ်းမိတယ်မြောက်ပိုင်းနောက်ကျမကြခင်ပြန်ရတော့မယ်ကားနဲ့သွားကြမှာသွားကြည့်တာကြည့်နေလားနော်မထားတယ်ကိုမောင်ကြီးတက်ကြမှာကားပေါ်မှာရှင်းလားကြောက်တဲ့ဆွဲစကားငါကြောက်တဲ့လူမမွေးသေးဘူးနော်ဟုတ်ပြီလားအဲ့တော့ရတော့ အဲ့တော့တွားပြီးတော့မဟုတ်ကျွန်တော်ခင်ဗျားတို့အားရတော့တစ်ဖက်ကပြောပါပေါ့ခင်ဗျားတို့ယူနေတာလို့ပြောနေတာယူနေတာကျွန်တော် PDF လို့စစရဲကောင်းနေအဲ့လိုကျွန်တော်နဲ့နေရတူအားလုံး PDF တွေပဲဟမ်အဲ့လိုတော်တော်လေးကိုထမ်းမြက်နေတယ်ဟာဟိုမြန်မာနိုင်ငံအတွင်းမှာအကာအကွယ်ဦးစီးချုပ်အဘကအကွယ်ဦးစီးချုပ်ကြီးကိုအရန်ချစ်နေတယ်နော်ချစ်ဖေချစ်မေလို့ခေါ်နေတယ်ဟိုအားလဲအတော်ဘာဖြေကြီးမှာပါညာဆိုတဲ့လူတွေခင်ဗျားတို့အဘကချုပ်ကြီးကိုဆဲတဲ့လူတွေကိုဘာလို့မဖမ်းနိုင်အောင် ဘာလို့မဖမ်းနိုင်တာရောလို့ဦးမေအောင်လိုင်ကိုပေါ်ပေါ်တင်းတင်းဆဲခဲ့တဲ့မိဘိန်းနဲ့လပိန်းတို့ချီပရိတ်နေရှိတယ်ဟမ်ခမားတို့ဘာလို့မဖမ်းနိုင်တာရောကျွန်တော်မေးကြည့်တာပါဘာလို့တရားမစွဲနိုင်တာရောဘဝရတော့တဲ့ကိုပြောလိုက်တာနော်အခုဆိုရင်သူတို့ဘောမချင်းချင်းတော့မပြန်ပြတော့မှအယုတ်ကိုင်းနေတော့မှပြပြတော့မှတချို့တလေကဇော်ပင်ရ PDF ဆိုပြတော့မှထောင်ချအေးယူတင်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုနေကြတော့လဲကျွန်တော်တွေ့တာဖြစ်တယ်ဒါကတော့ကျွန်တော်ရင်းတော့လည်းရှေ့မှာတွေ့ခဲ့တဲ့အတိုင်းဒီဘောမတွေကနေပြတော့မှကျွန်တော်တော်လံပြတဲ့သားတွေကို မကတ်ရရင်မနေနိုင်ပဲနဲ့အခုဆိုရင်မကတ်ရလုံးလို့ပေါ့နော်သူတို့အချင်းချင်းပြန်ပြီးတော့မကတ်နေတာကိုတွေ့တာပြီးတော့ဒီအကြောင်းအရာတွေဆိုရင်တော့ကျွန်တော်တို့ data လေးစဉ်းစားကြည့်မယ်ဆိုတော့ dollar နဲ့အသိမဆိုင်ပေမဲ့ဒီဘုံမှာရက်ကွက်နဲ့ channel စကောင်စီတဖို့မနေကြတဲ့မှာသူတို့တရွင်းယူရင်ပျက်စီးမှုတွေဒီမြောက်လိုင်းတို့အိုးစုကမယုံကြည်တဲ့ပေါ့နော်အနေထားတဲ့ကိုတွေ့နေရတာပဲဖြစ်ပါတယ်သူတို့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးစုနေကြတဲ့မျိုးဘက်ပြည်သူတွေကလည်းပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပြခဲ့ကြဖို့ကျွန်တော်တောင်းဆိုပါတယ် နောက်ထပ်ဗီဒီယိုတဘို့အနေနဲ့ဘောမဖူးသူမနေပြီးတော့မှဒေါက်တာတေဇာဆန်းပါဝင်ကျန်တဲ့တော်လိုင်းရေးပြီးတော့သားတွေကိုဘယ်လိုမျိုးအားချောင်းစင်ခေါ်ထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အနုကြီးတမလာလက်ချီဝါဘာကြောင့်စကိုင်းကိုမလာတာလဲမန္တလေးကိုခဏခဏသိမ့်နေပါတယ်ဆိုတဲ့ MPD ရဲ့မန္တလေး PD ရဲ့အခွင့်ရွှေဘီလိုစစ်စင်ရေးနဲ့မန္တလေးကိုသိမ့်မယ်နန်းထိုင်အောင်စစ်စင်ရေးနဲ့မန္တလေးကိုသိမ့်မယ်ရှမ်းမန်းစစ်စင်ရေးနဲ့မန္တလေးကိုသိမ့်မယ်စစ်စင်ရေးနဲ့မင်းဆုံးပေးထားတဲ့ MPD ရဲ့အခွင့်မန္တလေးမှာငလျင်တာကြောင့်ပြည်သူတွေဒုက္ခရောက်နေတယ်ခမားတို့ဘာကြောင့် ကိုကြီးကယ်ဆယ်ရေးမလုပ်နိုင်တာလေဆက်တက်ကားရှိနေလို့မကူညီမကန်ဆန်နိုင်ဘူးမပြောနဲ့ခမရတို့ကမန္တလေးကိုတိမ့်လာတာတော့ခါရှိပြီပထမဆုံးကနန်းထောင်ဆက်စီရင်နောက်ကရွှေပြည်သူဆက်စီရင်နောက်တစ်ခါရှမ်းမဆက်စီရင် နော်မန္တလေးမြို့မှာတော့ကြခုနကမန္တလေးမြို့ကနေမှာဒေါက်တာဒေသာချန်တွက်ကလို့ရုံနဲ့နော်ဒီကောင်စီလီယံလောက်သွားတာကျေးဇူးတင်တယ်နှုတ်မလို့ရှင်ဒီကောင်ရဲ့ဥပဒေရုပ်ကိုမြင်လာနေတယ်လူနာကယောဂနှစ်ဆတူးလိမ့်မယ်နော်တွက်ကလို့ရုံနဲ့ဒေသာချန်ပြောရတယ်နော်မြို့ထဲမှာဘယ်နေရာမှာဒေါက်တာဒေသာချန်ကဆန္ဒပြပါတယ်ဆိုပြီးတော့မန္တလေးမြို့တဲကိုခဏခဏဝင်ပြီးဆန္ဒပြနေတယ်ဒေသာချန်မရှိမှာမန္တလေးမှာပြည်သူတွေဒုက္ခရောက်နေတယ်ခမရဖနေချင်းရောက်ပြီးပြီလေ ကျွန်မကိုယ်တိုင်ရောက်ခဲ့ပြီလေကျွန်မကိုယ်တိုင်မန္တလေးမှာမစိုးရင်တိုက်တဲ့အတွက်သိန်း130တိုက်ဟောင်းအတွက်သိန်း100အဲ့ကငလင်ဘေးတင်ပြည်သူတွေအတွက်24သိန်းလှူခဲ့ပြီးပြီရှင်တို့ဘလောက်လှူခဲ့ကိုခဲ့ပြီမဘာတာအိုးစုတွေတဲ့ပဲနော်ထိုင်းကနေပြီး online အချောင်းတွေပြန် ASEAN တော်အမည်ရှိတဲ့ KTV နဲ့ Nike Club ကိုထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးလိုက်တယ်အဲ့ဒါကြောင့်မလို့ ASEAN တော်အမည်ရှိတဲ့ရန်ဖတ်သမားတွေဖမ်းဆီးခံရတယ်ဘာလို့ရန်ဖတ်သမားတွေလို့ပြောလဲဆိုလို့ရှိရင်သူတို့ကိုယ်တိုင်က ထိုင်းကနေပြီးတော့လက်နက်တွေဝယ်ပြီးတော့မြန်မာပြည်ထဲကိုမှောင်ခူသွင်းနေတဲ့အတွက်ဖြစ်တယ်။ဒီကိစ္စပေါ်မှာထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနော်တချို့အလုပ်သမားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ကျွန်တော်တို့မိသားစုတွေကျွန်တော်တို့ကောင်းကောင်းကောင်းဝယ်လောက်ကန်ချတော့ကိုထိုင်းကိုလာပြီးခြေချတယ်တဲ့။ဒါပေမဲ့အဲ့ဒီလိုကောင်းနေကနော်ဒီအာဆီနန်တို့အမည်ရှိပြီးတော့ KDB နိုင်ငံကလက်တွေဖွင့်နော်အဲသူတို့ကိုသူတို့နိုင်ငံရေးလို့လို့စိတ်ရင်းလို့လို့ဝယ်ပြောနေတဲ့ကောင်းနေတက်ရောက်ခါဒီက ကိုယ်တိုင်ကြတော့နိုင်ငံเจ้าမှနေပြီးတော့ထားရနေပြီးတော့မြမဘေးမှာစစ်ဖြစ်ဖို့အတွက်စစ်ဖြစ်ဖို့အတွက်စကလုံးတွေအလှုံဆုံးပြီးရေးပေးထိုးပြီးတယ်လေထဲကမြောက်ပြီးတယ်စစ်ဖြစ်ဖို့အတွက်လူတွေတတ်ဖို့အတွက်တနက်တွေဝယ်ပြီးခိုင်းနေတယ်ဒါကြောင့်မို့လို့ထိုင်းမီကနေပြီးတော့မြမဘေးကိုဖျက်နေတဲ့လူတွေရှိတဲ့အတွက်ထိုင်းမှာအမှန်တကယ်ရိုးရိုးသားသားကြိုးကြိုးစားသားလုက္ကန်စားတော့နေတဲ့ပြည်သူတွေဘဝကဘေးကျန်နေတဲ့ရောက်လာကြတယ်ထိုင်းကရွှေပြောင်းမြမအလို့သမားတွေအဲ့ဒီထိုင်းမှာရှိနေတဲ့ဘုံကျုံမျိုးညင်းတွေကြောင့်သူတို့နေရဆားရကြလာကြတယ် ူသူမှာတော့ကျွန်တော်တော်လိုင်းပြည်တော်သားတွေပြန်ပြန်မစင်ဟောပြောဆိုထားတာပါနော်သူပြောတဲ့ပုံစံရတော့ကျွန်တော်ခုဆိုရင်တော်လိုင်းတဖုံမင်းရနေပြီးတော့မှမန္တလေးမြို့မှာဒီငလီဘေးတာနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာကယ်ဆယ်မှုတွေမလုပ်သေးဘူးဆိုတဲ့ပုံစံမျိုးနဲ့သူကလည်းပြီးတော့မှမဘာတာအုပ်စုတွေနဲ့သူတို့ရဲ့ဒီစာတင်တိုက်တွေတပဲလူတန်းတာကိုဗန်းပြပြီးတော့မှကျွန်တော်ကိုစင်ဟောပြောဆိုထားတာဖြစ်တယ်ဒါဟုတ်ချင်းချင်းအဖြစ်ဒီပေါ်မှာတတိုင်းအနေနဲ့ကတော့ကျွန်တော်တော်လန်တက်ဖို့ဝင်နေအချင်းချင်းကြတဲ့မှာစေဝန်ကွင်းမှုတွေဖြစ်အောင်ခုချိန်ထိတွေးထိုးလို့ဆောင်မှုတွေလှုပ်ဆောင်နေတော့ပဲဖြစ်ပြီးတော့မှသူတို့ရဲ့အကြံစီအရဆွန်တော့ လုံအောင်ကိုအမျိုးမျိုးရှိတာကိုကျွန်တော်တွေ့တာဖြစ်ပါတယ်။ဒီကြားထဲမှာမှသူတို့ထိန်းချုပ်ထားပါတယ်ဆိုတော့ဒီပုံမမျိုးအောင်ဆိုလက်ကျွန်တော်ကြယ်ရင်နဲ့ပြည်တဲ့တဖုံဝင်တွေကလက်ထဲကိုရရှိဖို့နေဆက်နေတဲ့အချိန်မှာသူတို့အနေနဲ့ကတော့အောက်ချိန်မှာပေါ့နော်ဒီတိုင်းကျွန်တော်တော်လိုင်းတဖုံဝင်တွေကိုစိန်ခေါ်အချောင်မှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှသူတို့မြေပြင်မှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုမတိပဲနဲ့အခုဆိုရင်ပေါ်ပန်းလေးစရီပြောလို့ကောင်းနေတော့မှဖြစ်ပါတယ်။ ောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်အရေးချုံပေါ်ကတော့နေပြီးတော့မှပါနော်ညပြလွန်းလို့ဟောင်းနေတာကိုကိုစီကနေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီနေ့နိုင်ဒီသူကရခိုင်ပြည်နယ်လူမျိုးရေးသူကသူကပြောနေသူတို့ဗီဒီယိုသူချမ်းသာရေးတာပြည်နယ်နိုင်ငံတော့တောင်းနေအင်းဒီလိုဆုံးနေတာပဲအင်ဒီလိုတက်လိုက်ပြန်ပြီကက်တက်ပေါ့မာနေငယ်တက်ပါတယ်ကွာနော်ရခိုင်ပြည်နယ်တက်ပါတယ်သွင်းနေတယ်ဟုတ်ရှိတယ်ကွာဒါလည်းရခိုင်တိုင်းနာတက်တာမနေဘူးကွာဆော့ပေါ်နေတယ်အဲ့တော့အခုကတော့ခဏဒီ ီလာမှာဟုတ်သူအဲ့လိုပြောလိုက်တော့ရတိုင်းပြည်သူတွေကဘုသူထုံးနေတယ်ဟုတ်အေးဟုတ်ဘာဘုသူထုံးနေတယ်သူပြည်သားသူတကောင်းတိုင်းပဲလို့ပြောတယ်သူသင်တာလေမဟုတ်လေစကားလုံးရှက်စရာကြီးတယ်ကိုကိုပြောတဲ့စကားကကိုစပေါ်ကြီးတင်တာမတိတာတော့ကျွန်တော်တို့ကကိုစကားလုံးပြောရမယ်ဆိုအဒီစကားပြောလိုက်တော့မပေါ်ပါမလားကွာတွေးတယ်အမောလည်းလေးလာတယ်မှာပေါ့ကိုမပြောအခုသူပြောတဲ့စကားကသူတော့မတည်ဘူးကသူကြည့်ရုံနဲ့ရှက်စရာကြီးဟမ်ပြောပြောပါတော့သူကြောင့်ကြီးကသူကတော့ပြိမဲ့လို့နေနေတယ်ဒါလည်းသုံးဆက်ဟင်းသူကြောင့်ကြီးဖြစ်တာဖြစ်တာပေါ့ဒီကကိုမိုးလဲကန်လာမှာရောက်နေပြောချင်တယ်ပြောရမ်း တော့အကြီးကြီးပဲနမောရနမခတိုင်းမရှိဘူးဗျာကိုကိုလုံးကလည်းကျွန်တော်ဒီနမခမှာတော့အဆိုးဆုံးတော့မှာလေခါနဲ့ပတ်တယ်လို့ရှိရင်ခါနဲ့ပတ်တယ်ဒါဥစ္စာတို့ဒီပုံစံနဲ့တတိပဲဒုံပဲဒီပုံတော့ပေါ်တော့အဲ့ဒါတော့ဥစ္စာတို့ကတော့ဘာလို့ဒီလိုဒုညကြီးလို့အလုံးမကြလို့လားဒါမှမဟုတ်ကမှအဆုံးချလို့လားဥစ္စာတို့ပြောတယ်ဘာလို့ဒီဒုညကြီးလို့မတင်ပြတာလားတင်ပြရတဲ့အောက်ကအဆင်စင်တာလေတင်ပြကြရလဲမလို့အောင်တိုင်းမှုကြီးကိုတော့ငတ်တယ်လို့တိုင်းမှုရလို့ပြရတယ်ဝိရိယလို့ပြရတယ်ကွာအော်ငတ်တယ်လို့ငတ်တယ်လို့ပြောတာတိုင်းလို့ပြထားတယ် အဲ့တော့ကိုယ့်ရဲ့ပလာသာပြည်သူပြည်သားတွေရဲ့လောကချက်ကိုဖြည့်ဆည်းဖို့ကြိုင်နေတယ်။ဒီကနေ့ကဒီကနေ့ရှိတယ်။ဘာလို့ဆိုတာကဒီတခုလေးအလုံးလုံးနေရတာပေါ့။လူမျိုးဆိုတာလေဒီတခုလေးအလုံးလုံးနေရတာပေါ့နော်။ဒီတိုင်းနဲ့ပြောကုန်ပြီနော်။ဟောပါတော့။ဒါကတော့နားနေတယ်။အဲ့ဒီတိုင်းလောက်ရတာပေါ့နော်။အဲ့ဒီအချိန်ကြီးခံရရင်ခါလေးလိုအပ်တယ်ရခါလေးလိုအပ်တယ်ဘာသာပြန်လာတဲ့အချိန်ကြီးပါဒီပေါင်းတဲ့ပုဂ္ဂိုလ်ကဉာဏ်နဲ့မွေးရောဉာဏ်နဲ့ဆိုလို့ရှိရင်ဟုတ်လားအဲ့ဒါကတရားမှန်ဆိုဒီဘီယူပန္နခါရရခါလေးလိုအပ်တယ်ဒီအချိန်ကြီးမြတ်တရားရခါလေးပဲနော် ငါပါတော့ရိတ်ခါလို့လားမုန်းတက်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 နော်ဖဘေးတို့ခောက်ခောက်ပဲနော်မင်းတို့ခောက်ခောက်ပဲစီမှာအဲမှာရိတ်ခါရှိတယ်ပို့ပေးရမလားဟမ်ဘာလဲဘราวဇာနဲ့ခင်းနေတော့လားမဖူးနဲ့မဖူးနဲ့နော်အလေးရမရလေအချိန်ကြီးအလေးဝင်လာခက်မောက်ဝက်ကမ်လို့ဝက်ကမ်ပဲဆက်ပြုစုလားလာ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 ပြုစုလေအဲ့ဆိုမင်းမင်းဝအောင်စားမယ်တိလားပြုစုလေအလေးဝင်လာအချိန်ကြီးနေဝင်လာနော်ဖဘေးတို့ရှိလာတယ်တိလားနော် ဒါမင်းအဲ့ထိုင်အောင်နေနဲ့လက်ဆက်တက်တော့ငါပေါက်ကငတ်တော့ဝင်တာဩဒုက္ခပဲငါပါတော့အခုဆိုသူတို့ ပြူစော်ရီယာတွေပါဝင်သူနေတဲ့နေရာမှာစာရေးခါတော်လုံးငါပြက်နေလုံလို့ပါနော်ညတဲ့အနေပြီးတော့မှတော်လိုင်းတက်ဖို့နေကိုတော်နေပြီးတော့မှအချောင်ထားတာပြီးတော့မှဒီကြားထဲမှာကျတို့ခုတ်ခေါက်သွားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျတို့တော်လိုင်းပြတော်သားတွေနဲ့ပြီးသူတွေကလည်းပြတော်မှလူလိုမျိုးစကောင်စီတဖို့ဝင်နေနေပါတော့။သူတို့အုပ်ချုပ်ကဘောမအယုတ်ကတွေကလည်းပြတော်မှလောင်နေတော့မှပဲ ဒီအစားအစာဆုံးလင်းစွာနဲ့စားနေရာတုံးပဲဖြစ်ဖြစ်တော့မှကျတို့တော်လိုင်းမှာလည်းကောင်းမွန်စွာနဲ့ရှိစစ်နေတာပဲဖြစ်ပါတယ်ကျတို့မြို့သိမ်းတပ်ဖွဲ့တွေမှာဆိုလဲပီတိုနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေဟန်ချင်းကြီးနဲ့ရှို့သွားနေတုံးပဲဖြစ်ဖြစ်တော့မှဒါကြောင့်မို့လို့လည်းကျတို့အားလုံးမျှော်လင့်နေတဲ့တော်လန်တရင်းကောင်းတွေဒီစစ်ခွေးတွေစစ်ကြောင်းလိုက်မျိုးဖြုတ်နိုင်တယ်ပေါ့နော်တပ်ပွဲအောင်ပွဲတွေလည်းများစွာကြားနေရတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတမိတဆိုးဝင်တွေနဲ့အခုလိုမျိုးငငပြပြနဲ့မရေချင်ဘူးဆိုတော့ကျတို့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပြီးတော့မှလက်ကမ်းချိုးဆိုနေတဲ့အချိန်မှာအလင်းဝင်ပြီးတော့မှဒီတော်လိုင်းကစစ်ကောင်စီကိုအလီမြတ်ဆုံးနေတဲ့ ဖြူချတဲ့နေရာမှာပူပေါင်းပုံပေါ်လွင်ကြပဲဖြစ်ပါတယ်2025ကိုမှပဲကျတို့အားလုံးမျှော်လင့်နေတဲ့စစ်ကောင်စီနဲ့ဖစ်စစ်အာဏာရှင်စနစ်အချုပ်ငြင်းရေးကိုဝိုင်းဝန်းစ조사ရင်းနဲ့မကြာခင်မှာတော့ပြည်သူအားလုံးမျှော်လင့်နေတယ်ပေါ့နော်ရင်းချရဲ့စစ်မှန်တဲ့ Federal Democracy Alliance ကိုရရှိနိုင်လို့မယ်ဆိုတဲ့ကြောင့်ပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေ့တိလေးပြင်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းအောင်တောင်းပေးလိုက်ပါတယ်